နည်းလေးကြစ်ကြစ်ကလေးအရင်လိုမျိုးမဟုတ်အောင်မှအရင်လောက်နှီးပါဖြစ်အောင်တော့နည်းနည်းလေးပြန်ချမယ်လို့စဉ်းစားထားပါရှင်။ဘယ်ကြောင့်ဒီနည်းတဲ့ကြောင့်အရင်မှပါနေလား။အဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့တနတ်တော်စားတယ်။ခင်ဗျားအဲ့လိုထမင်းဟိုတော့အလုံးစုံမဖြတ်လိုက်ဘူး။ ငငယ်လေးရစားလာတာထမင်းဆိုတော့အာဒီတလေးတော့ရှိတာပေါ့နော်ဒါတော့ထမင်းကောင်းတယ်ဆိုရဲမဟုတ်ဘူးအာဒီတလေးရှိရဲစားလိုက်ရရင်ကျိနက်သွားတဲ့ဖီးမျိုးပေါ့အဲ့တော့အဲ့ဒါလေးတော့နည်းနည်းတော့စားတယ်ဒါပေမဲ့တနတ်တော့တနတ်တော့ပအောင်စားတယ်ကြံတဲ့ချိန်တွေမှာတော့ထမင်းမစားဘူးအဲ့ဒါဆိုတော့အဲ့တော့ကလည်းအောက်မှာရေးကြတာပေါ့နော်နောက်တစ်ပိုက်လာဟဲ့တခုပဲမွေးတာနောက်တစ်ပိုက်အဲ့လိုမျိုးပေါ့နော်မကောင်းတာလေးတော့ရှိရဲဒါပေမဲ့ခေးရတော့လေ necklace လောက်လိုက်တယ်တချို့ကလည်းကိုဝင်မှမဆောင်ဘူးတာနော်မသိဘူးမွေးနေတာလားဒါစားလို့ချက်မယ် ။မသာဖို့ချက်မဲ့။ကိုကိုတိုင်းလဲတိသွားတဲ့အချိန်အားစပြီးတော့ရှောင်းတယ်။ဘသူမှအဲ့လိုစကားမျိုးမပြောမြရှောင်းတယ်ပေါ့နော်။အဲတိတဲ့လူတွေလဲနောက်ပိုင်းတိသွားပြီဆိုလို့ရှိရင်လဲရှောင်းပြီးတော့ကလေးမေတွေကိုထိမ့်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 လေးပြောပေးဖို့မိသားရက်ခံကြပါတယ်လို့